ကတော့ကားကိုတော်ဆုပ်လေးရနေထရီလီယံဒေါ်လာကုမ္ပဏီကြီးဖြစ်လာအောင်အစပြိုးပေးခဲ့တဲ့ Steve Jobs ဖြစ်ပါတယ်။၂၀၀9မှာပထမဆုံး iPhone ကိုစာမိတ်ဆက်တဲ့ပွဲတော်အဆိုရင်ကြော်ညာနေတော့ဖုံးထားပေါက်မှာကြောက်လို့ Steve Jobs ကဖျားတာနေခဲ့ရပါတယ်။ခုံးတစ်ခုမားနေလိုက်တာနဲ့ဖုံးတလုံးလုံးပြက်ကင်းဆိုင်ပြီးတော့ပြိတက်တွေရှိမှအရှက်ပြန်ပြန်ကွဲသွားမှာပါ။ကံကောင်းထောက်မှစွာနဲ့အဲ့ဒီနေရာစပြီးတော့ကဘာကြီးကိုပြောင်းလဲပေးမဲ့တက်စကရင်ဖုန်းတွေမွေးဖွားလာခဲ့ပါတယ် င်မဲ့စီကြောက်ကိုယ်တိုင်ကားကိုယ်တော်ကနေတွေးတဲ့ကျွေးတဲ့ရင်းမိတီထောင်ခဲ့တဲ့အပက်ကုမ္ပဏီကနေပြီးတော့သူ့ကိုမျက်နှာလဲကင်းပြစ်မောင်းထုတ်တာခံခဲ့ရမှုပါတယ်အဲ့ဒီအချိန်မှာသူကပြိုလဲသွားရမယ့်အစားနောက်ထပ်ကုမ္ပဏီတစ်ခုကိုအောင်မြင်အောင်ထပ်လုပ်ပြနိုင်လိုက်ပါတယ်။အဲ့ဒီကနေ Apple ကုမ္ပဏီစီကိုပြောင်းရောက်သွားပြီးတော့အခုဆိုရင် 3 trillion တန်ချင်းရှိတဲ့ကမ္ဘာအကြီးဆုံးထိုက်တန်းနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်လာပါတော့တယ်။ဒီနေ့မှာတော့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ Steve Jobs ရဲ့ယူသွတ်တဲ့စိတ်ကူးရနိုင်စွမ်းနေတဲ့လက်တွေ့မှာမဖြစ်နိုင်တဲ့အရာတွေကိုဖန်တီးပြပြီးတော့ကမ္ဘာကြီးကိုပြောင်းလဲပေးလိုက်တဲ့ Apple Empire ကြီးအကြောင်းကိုတင်ဆက်ပေးပါမယ်။ ဒါရီအားလုံးရဲ့အစကတော့ကားကိုရောင်ဟောင်းလေးတည်းကနေမြစ်ပြားခံလာခဲ့တာပါ။သူအသက်73နှစ်လောက်ကအเจ้าမှာ project တစ်ခုလုပ်ရင်းနဲ့ကွန်ပျူတာတွေရဲ့လုံနိုင်စွမ်းတွေဖန်တီးနိုင်စွမ်းတွေကိုမြင်မြင်ချင်းကြွေသွားတယ်။ကြောရရင်အဲ့ဒီအချိန်တွေကကွန်ပျူတာကသူ့ရင်နဲ့အနက်ဆိုင်ဆုံးအထိလှုပ်ခတ်သွားတယ်လို့ပြောလို့ရပါတယ်။အဲ့ဒီအချိန်ကအเจ้าသားလည်းဖြစ်ဘွဲရလည်းမရသေးတော့အိတ်ကထဲမှာငွေလုံလောက်ရှိမနေသေးပါဘူး။ဒါအပြင်သူ့ရဲ့အကြောင်းစဲအကြောင်းမိဘတွေတစ်သက်လုံးချစ်ကိုစုလာတဲ့ငွေလေးတွေပါအကုန်ပြောင်းသွားတာပါ။ ပိုဆိုးတာအကြောင်းမတင်တဲ့စာတွေကိုစိတ်ဝင်စားနေတဲ့စတီကျော့က6လပဲတက်ပြီးတော့ကျောင်းကနေထွက်ပြစ်လိုက်ပါတယ်။သူက တငယ်ချင်းတွေအခန်းရဲ့ကျမ်းပြင်မှာအိပ်ပြီးတော့ရေတန်းကုန်လေးတွေကောင်ရင်ရတဲ့ငွေနဲ့ဝမ်းစာကိုဖြည့်ရှင်းနေတာပါ။သူကအဲ့လိုကျောင်းမှာကတ်နေနေပြီးတော့ calligraphy လို့ခေါ်တဲ့လေယာဉ်လာတန်းတွေကိုလိုက်တက်နေခဲ့ပါတယ်။အဲ့ဒီပညာရကြောင့် Mac ကွန်ပျူတာတွေဟာတခြားကွန်ပျူတာတွေမှာမရှိနေကြသေးတဲ့ဖောင်လလလေးတွေအဖြစ်ထင်ရှားလာမှာကိုသူကရေရာသိမနေခဲ့ပါဘူး။ ဒါကြောင့်လည်းစိတ်တွေရှုပ်ပြီးတော့ဘာလို့လို့ဘာခံရမှမသိလမ်းပြောင်းနေတာကြောင့်အိန္ဒိယနိုင်ငံကိုလွဲလုံးနဲ့ခီးထွက်သွားပါတော့တယ်။ချစ်ချင်တော့အဲ့ဒီခီးကသူ့ဘဝကိုတစ်စိချိုးပြောင်းလဲပေးလိုက်တာလို့ပြောရမှာပါ။ဘာလို့လဲဆိုတော့ဇန်ဘူဒီဇင်လို့ခေါ်တဲ့တတိပဌံလမ်းစဉ်ကိုလေ့ကျင့်ရင်သူ့ရဲ့စိတ်တွေတဖြည်းဖြည်းတည်ငြိမ်အေးချမ်းလာတယ်။အဲ့ဒီလိုစိတ်တွင်းပိုင်းငြိမ်းချမ်းအောင်အားထုတ်တဲ့ spiritual လမ်းစဉ်ကနေသူ့ဘဝရည်မှန်းချက်ကိုလင်းကနေရှာဖွေနိုင်သွားပါတယ်။ ။နောက်ပြီးဒါကလည်းသူ့ကိုနေ့တိုင်းတူညီတဲ့ဝတ်စုံတွေဝတ်ဖို့အကြောင်းတွေကတခုဖြစ်နေသေးတာပါ။ဒါပေမဲ့အဲ့ချိန်ထဲကသူ့စိတ်ထဲမှာအစွဲစွဲနေတာကတော့ကွန်ပျူတာတွေဖြစ်ပြီးတော့လူတိုင်းသုံးဖို့သုံးနိုင်ရမယ်ဆိုတာပါပဲ။ဘာလို့လဲဆိုတော့အဲ့တော့ကွန်ပျူတာဈေးကမိုးပြန်နေတဲ့ပြင် site ကလည်းမတရားကြီးနေတာကြောင့်ရှိပွားရေးလုပ်ငန်းကြီးတွေနဲ့အင်ဂျင်နီယာတွေသိပ္ပံပညာရှင်တွေရပဲမဖြစ်မနေတုံးနေကြတာပါဒီလိုနဲ့သူနဲ့သူ့တငယ်ချင်းတို့ကကွန်ပျူတာကိုစမ်းလောက်ကြည့်ကြဖို့အကြောင်းဖြစ်လာခဲ့ပါတယ် ီးဗ်ဂျော့ရဲ့ပထမဆုံးအောင်မြင်မှုကတော့ကားကိုယ်တော်လေးတည်းကနေပါအဲ့ချိန်တုန်းကစတီယာကုတ်တွေအင်ဂျင်နီယာရင်းဘိုင်းကိုတေချာမသိနေခဲ့ပါဘူး။ဒါကြောင့်သူတကယ်ချင်းကအင်ဂျင်နီယာရင်းဘိုင်းကိုတောင်းယူရဲ သူကတော့ပြတ်သားတဲ့ရီမန်းချက်ကိုတေချာတိနေပြီးတော့မာကနေပိုင်းမှာအထူးကျွမ်းကျင်နေတဲ့လူမျိုးဖြစ်တယ်ပေါ့ဒီလိုနဲ့ပထမဆုံး app ကွန်ပျူတာကိုလက်နဲ့လုပ်ခဲ့ကြပြီးတော့တင်သား box တဲမှာထည့်ထားကြတယ်အဲ့ဒီတုန်းက keyboard တွေ monitor တွေမပါသေးပါဘူးဒါပေမဲ့လည်းအလုံးကြီးရာကျော်လောက်ရောင်းထွက်သွားပြီးတော့လက်ထဲမှာအညက်တချို့ရလိုက်ပါတယ်ဒါကြောင့် app 2ကွန်ပျူတာမှာတော့ရှေ့အလုံးထွက်ပုံကောင်းအောင်လို့သူငယ်ချင်းက design ကို professional ကြောင်းတေချာပုံဖော်တယ် display လောက်အောင်လုပ်တယ် စတီးရတော့ကွန်ပျူတာကိုတန်ယူရထုတ်ပေါ်ရလွယ်အောင်လို့ကြည်ကျင်းတည်းလုပ်တယ်ပြီးတော့လူတိုင်းလလွယ်သုံးလို့ရအောင် user friendly ဖြစ်ဖို့အသေးစိတ်ကိုစီစဉ်ပါသေးတယ်ဒါအပြင်ပေးရတဲ့ဈေးကတင့်တော်နေတာကြောင့်အိမ်တွေအကြောင်းတွေနဲ့လုပ်ငန်းငယ်လေးတွေကအစာသဘောကျလာပြီးတော့တစ်လုံးပြီးတစ်လုံးဝယ်ယူလာကြတယ်ဒီလိုနဲ့အချိန်တိုအတွင်းအလုံးကြီးတန်းချီရောင်းထွက်သွားပါတော့တယ်ဒါကြောင့် Stitcher တို့က1989ခုနှစ်မှာတော့နေချင်းညချင်းမီလီယံနာဖြစ်သွားပါတော့တယ် ဒါပေမဲ့လည်း1985ခုနှစ်မှာစတီတွန်အနိုင်ပိုင်းကိုထိုးကြမဲ့အစိုးဆုံး တိပ်ကျော်အပယ်ကနေထွက်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာကုမ္ပဏီကရောင်းရတဲ့ဒရဇက်ထိုးကျနေသေးတဲ့အပြင်အဖက်ဘက်ကအခက်အခဲတွေနဲ့အတူတူတဖြည်းဖြည်းရိုင်းနေတဲ့ဖြစ်လာနေပါတယ်။အရှင်းဆုံးပြောရရင်ဒီဝါလီခံတော့မှာပါ။တစ်ဖက်မှာမောင်းတုတ်ခံလိုက်ရတဲ့စတီကစိတ်တက်ကြပြီးတော့အဲ့ရလဲလဲနေမဲ့စားနောက်ထပ်ခြေလှမ်းတဲ့တစ်ခုကိုထပ်လှမ်းနေပါပြီ။သူက Nexin ဆိုတဲ့ကွန်ပျူတာကုမ္ပဏီတစ်ခုကိုထပ်ထောင်လိုက်တာပါ။ဒါအပြင်သူဝင်လိုက်တဲ့ဖိဆာကုမ္ပဏီကလည်း animation movie ဖြစ်တဲ့ Toy Story ကြောင့် World War ကွဲအောင်မြင်နေပါတော့တယ်။ stick က apple company ကထွက်လာပြီးမှလည်းအေးအေးဆေးဆေးပြန်ရည်တည်နိုင်နေပေမဲ့တစ်ဖက်မှာတော့သူ့ကိုစွန့်ပစ်လိုက်တဲ့ apple company ကကြောက်ကမ်းမမှရည်နေရတဲ့အနေအထားမျိုးပါဒါအပြင်သူအသစ်ထောင်ထားတဲ့ Next Inc Company ရဲ့ Operating System က Mac Computer တွေရဲ့အသက်သွေးကြောအနေနဲ့အရေးပါလာတော့မှာမျိုးပါဒီကွက်ကိုကောင်းကောင်းမြင်တဲ့ Apple လူကြီးတွေက Next Inc Company ကို Steve C ကနေပြောင်းဝင်လိုက်ပါတယ်ဒီလိုနဲ့ Steve ကလည်းအတိုင်းအမြန်ကနေနဲ့ Apple Company ကိုပြန်ရောက်သွားပါတော့တယ် 1998မှာစတိတန်ရောက်သွားပြီးတော့ရှုပ်ထွေးနေတဲ့ပြဿနာတွေကိုအရှင်းဆုံးဖြစ်အောင်တည်တည်ကြာကြာအစီအစဉ်တွေချတယ်။လူသုံးနည်းပြီးတော့ရောင်းဝတ်ထွက်ဖြစ်နေတဲ့ပစ္စည်းတွေကိုလုံးဝစမ်းမထုတ်တော့ဘဲနဲ့အပီးရက်ပစ်လိုက်တယ်။ကုမ္ပဏီရဲ့ဘန်နာရေးခက်ခဲကြောင်ပြိုင်ဘက်ကုမ္ပဏီ Microsoft နဲ့တောင်သဘောတူညီမှုတွေတောင်းလုပ်ခဲ့ရပါသေးတယ်။အဲဒီကနေလိုအပ်တဲ့အကူအညီတွေနဲ့ယင်းဒီမြုံနှံမှုတန်း150ကိုရယူလိုက်ပါတယ်။ကြောရရင် Microsoft ကုမ္ပဏီကဒေဝါလီခံတော့မဲ့ Apple ကိုကယ်တင်လိုက်တာပါ။ ဒီလိုနဲ့ကုမ္ပဏီကတဖြည်းဖြည်းတည်ငြိမ်လာပြီးတော့ Mac ကွန်ပျူတာတွေရဲ့ operating system အရေးသွေးကိုနောက်တစ်ဆင့်ထပ်မြင့်လိုက်ပါတော့တယ်။အဲဒါကြောင့် Mac ကွန်ပျူတာတွေကဈေးကွက်မှာအယောင်ပြတ်သက်သွားပြီးတော့ကုမ္ပဏီလည်းအသက်ရှူချောင်းသွားပါတော့တယ်။ ော် Apple ကုမ္ပဏီက Mac ကွန်ပျူတာကြောင့်တခေတ်ပြန်ထလာတယ်လို့လူတွေကထင်နေကြပါတယ်။တကယ်တော့ဒါအမှန်မဟုတ်သေးပါဘူး။နောက်ထပ်ခုနှစ်ဝင်းကျင်ချိန်တုန်းကဆိုရင် MP3 player တွေကတချင်းဘဏ္ဍပုံးမှမဆန့်ကြပါဘူး။ဒီဇိုင်းကလည်းမလားသလို quality ကလည်းအဆင်မပြေတဲ့အချိန်မှာဒီလိုသုံးဆွဲသူတွေအခက်ခဲကိုသေချာမြင်တဲ့ sticker ဒီပြဿနာကိုအပြေရှားဖို့စူးစမ်းခဲ့ပါတယ်။ဒီလိုနဲ့အပြေးပြေးနဲ့တင်းအကန့်ထဲကတချင်းပေါင်းတစ်ထောင်ဆိုပြီးတော့ iPod ကိုထပ်ထုတ်လိုက်ပါတော့တယ်။ဒီဇိုင်းကလည်းလှသလို quality ကလည်းကောင်းပါသေးတယ်။နောက်ပြီးကိုယ်ပဲသွားသွား ိတ်ကက်လေးတဲ့ကိုအသာလေးထည့်သွားလိုက်ရုံပါပဲ။ဒါကြောင့် iPod တစ်ခုနဲ့ Music Industry ကြီးတစ်ခုလုံးပြောင်းပြန်လှန်ပြလိုက်ပါရယ်။ဒီနေရာနဲ့ခြေတဲ့ရောင်းရရှိတဲ့ iPod တွေကြောင့် Apple ကုမ္ပဏီကအရှိန်တန်ရလာပြီးတော့အမျက်ကျန်းသွားတာပါ။ ဲ့တဖြည်းဖြည်းနှစ်တွေကြာလာတဲ့အခါမှာတော့လူတွေကလက်ထဲမှာအိုင်ပေါ့အစာဖုန်းတွေကိုပိုကင်လာကြတာကိုစတီကသတိထားမိလာတယ်။အဲ့အချိန်ကဆဲဖုန်းတွေလက်ကင်ဖုန်းတွေကတအားယုတ်ဆိုးတဲ့ပြင်ခလုတ်တွေနဲ့တုံးရတာလည်းရွှတ်ရွှတ်ခတ်နေပါသေးတယ်။ဒါကြောင့်သူကအရန်ထူးဆန်းတဲ့ idea တစ်ခုကိုရသွားတယ်။အဲ့ဒီအိုင်ပေါ့လေးတွေကိုဖုန်းဖြစ်နဲ့ပြောင်းပြစ်မယ်ဆိုပြီးတော့ပါအရှင်းဆုံးပြောရရင်အဲ့ဒီအိုင်ပေါ့ဖုန်းထဲမှာတချင်းလဲနားထောင်လို့ရမယ်ဖုန်းလဲပြောလို့ရမယ်ပြီးတော့အင်တာနက်ပါသုံးလို့ရအောင်အထီးကိုလုံးပြစ်ချင်တာပါ။ဒါရင်မကသေးပဲခလုတ်တွေလည်းလုံးဝမပါဘဲနဲ့တက်ဆက်ဂရင် တီးတန့်ဝလုံအောင်မှာပါအဲ့ဒါကြောင့်မို့2004မှာ secret iphone project ကိုတိတ်တဆိတ်ဖွဲ့စည်းလိုက်ပါတော့တယ်လောက်တောင်လှုပ်ဝက်လဲဆိုရင်အဖွဲ့ဝင်တွေကတော့သူတို့ဘာအတွက်တောင်လုံးနေရလဲဆိုတာသိချမသိကြတဲ့အပြင်အခန်းထဲကိုလည်းလက်ဝင်ရှိမှဝင်လို့ရတဲ့အထိကိုတော်တော်သေးသေးလေးလောက်တာပါ ဒီ project ဆက်စပ်လုပ်ခြင်းမှာတော့တကယ်ကိုမုန်းနိုင်ကျပါပဲ test screen ကို demonstrate တစ်ခုပြီးတစ်ခုစမ်းသပ်ပေမဲ့အလုံးမဖြစ်ခဲ့ဘူး application တွေကလည်းဖွင့်လိုက်တိုင်းမှာပြန်ပြန်ပြီးတော့ပြုတ်ကျနေတယ်ဒီလိုနဲ့အဖွဲ့ဝင်တွေ engineer တွေကအလုပ်တန်းတွေပြလာပြီးတော့အရေးပြတ်စားပြန်တဲ့ကျန်းမာရေးတွေလည်းထိခိုက်လာကြတယ် stick က project တိုင်းကိုအချိန်တုံးတည်းမမြန်ပြီးရမယ်လို့သတ်မှတ်ထားလို့အလုံးမှာပဲတောင်းတနေကြတယ် ဒါကြောင့်မို့တချို့လင်များတွေဆိုရင်ကွာရှင်းပြတ်စဲကုန်ကြရတဲ့အခြေအနေတွေစိုးသွားကြတယ်။နောက်ပြီးတော့ဒါကလုံးဝမဖြစ်နိုင်ဘူးဆိုပြီးတော့ခေါင်းတရမ်းရမ်းနဲ့စိတ်ဓာတ်တွေကျပြီးတော့တချို့ဆိုရင်ဒဏ်မခံနိုင်လို့အလောက်ကပါထွက်ပြေးကုန်ကြတယ်။ဒါပေမဲ့ ST ကလုံးဝလမ်းမလျှော့ဘဲနဲ့တောင်းလျှောက်အကြံထုတ်နေတယ်။အဲ့ချိန်မှာလက်ရှိထုတ်ထားတဲ့ iPhone ကိုဖုန်းအနေနဲ့ပြောင်းဖို့ရဲ့ Touch Screen ဖုန်းဆိုပြီးတော့တီးတန့်လုပ်ဖို့ရဲ့အတွက်ခေါင်းကြီးဆိုင်စဉ်းစားကြတယ်။အဖွဲ့ဝင်တော်တော်များများ Touch Screen ဖုန်းကိုလုံးဝလက်မကြည့်ကျင်ကြတော့ဘူး။ ဒါပေမဲ့ stick ကတော့ task screen ဖုန်းရအောင်ထုတ်ဖို့အသေးအံကိုစူးစမ်းပြီးတော့ပြောတယ်။ stick ရဲ့ရိုးသွက်တဲ့ idea ကိုအားလုံးကလက်မခံခြင်းပဲနဲ့ကောင်းချိန်လိုက်ပါတော့တယ်။ နောက်စတီကျော့ခေါင်းဆောင်ပြီးတော့ software engineer တွေအကုန်လုံးကနေမနာညမှာကိုစွမ်းညာစွမ်းအကုန်ထုတ်သုံးပြီးတဲ့နောက်မှာတော့အလုံးဖြစ်မယ်လို့ထင်ရတဲ့ demo တစ်ခုထွက်ပေါ်လာပါတော့တယ်။အဲ့ချိန်2000ခုမှာစတီဟာပထမဆုံး iPhone ကိုစမိတ်ဆက်ဖို့တိတ်သက်တွေအများကြီးရှိရစင်မုံကိုရောက်နေပါပြီ။သူက Apple ကုမ္ပဏီကနေဖုန်းတစ်လုံးတီထွင်တာကြောင့်အစားချီပြောလိုက်ပါတယ်။ဒါအပြင်အဲ့ဒီဖုန်းက iPhone လိုတခြင်းနှောင်းထောင်လို့လည်းရတယ်။ဖုန်းလိုလည်းအသုံးပြုလို့ရသေးတဲ့အပြင်အင်တာနက်ပါတစ်ခါတည်းချိတ်ထားသေးတာကိုခုံယူစွာနဲ့ဆက်ပြီးတော့ကျင်ညာတယ်။တကယ်တော့အဲ့ဒီဖု ုံးကဈေးလုံးချောင်းမဟုတ်သေးပဲနဲ့အကျန်းချောင်းအဆင့်လောက်ပဲရှိနေသေးတာပါ။အရှင်းဆုံးပြောရရင်ရှိုးပြဖို့အတွက်အချိန်မီလောက်ရတာမို့လို့အစီအစဉ်တိုင်းဆော့ဝဲတိုင်းကိုလုံးဝမမအောင်နှိမ့်မရမှာပါ။စတီကျော်ရှိုးပြနေတော့ခလုတ်တစ်ခုကိုကျော်နေမိလိုက်တာနဲ့အပဲကုမ္ပဏီကပြည်သက်တွေရှိမှခေါင်းဖော်လို့မရအောင်အဆက်တကွဲအကျိုးနဲ့ဖြစ်သွားမှာပါ။နောက်ဒေချာ TST ကစင်ပေါ်မှာဖျားတနေပြီးတော့တစ်ဖက်မှာလည်းဖုန်းကိုတဆင်ချင်းစီမိတ်ဆက်ပြနေပါဗျ။ ပထမဆုံးအနေနဲ့ဖုန်းကိုအပေါ်အောက် scroll လုပ်ပြရတယ်။နောက်ပြီးလက်နဲ့ဖိပြီးတော့ zone ထက်ချက်ပြရတယ်။ဒါ့အပြင်လက်နဲ့ပဲထိပြီးတော့ဖုန်းကိုလွယ်လွယ်လေးခေါ်သွားပြပါသေးတယ်။ပေါ်ကြသွားပြီးတော့ပိတ်သက်တွေကလက်ခုပ်တီးပြီးအားပေးကြပါရစေ။ဒီလိုနှာချောင်းလေးတွေပေါပပပသုံးပြီးတော့ဖုန်းတစ်လုံးကိုလွယ်လွယ်လေးသုံးလို့ရတာကဆက်လုတ်တက်လို့အရန်ကိုရွှင်ရှင်းနေရပါ။ဒါကြောင့်လည်းဖုန်းဆောက်ရောင်းတဲ့နေ့မှာလူတွေကညအိပ်ပြီးတော့ကုမ္ပဏီရှိမှတန်းစီစောင့်ကြတဲ့အထိကိုဝက်ဝက်ကွဲအောင်မြင်သွားတာပါ။ Steve က Apple company အတွက် product တွေတစ်ခုပြီးတစ်ခုအောင်မြင်အောင်ရုန်းကန်နေတဲ့အချိန်တည်းကသူ့စီမှာ pancreatic cancer အမြင့်တွင်နေခဲ့တာပါ။သူကဒီယောဂဖြစ်နေကြအောင်အချိန်မီသိလိုက်ပေမဲ့လည်းလုံးဝကုလို့မရတဲ့ယောဂဖြစ်နေတာကြောင့်သူ့ကိုယ်သူအနိဋ္ဌာယုံဆန်တဲ့မိန်းကုံးတွေကိုမေးတယ်။ဒီနေ့သာသူ့ရဲ့နောက်ဆုံးနေ့ဖြစ်မယ်ဆိုရင်သူ့ဘဝအတွက်ဘယ်ရာကိုလုပ်ရင်သူတရားကြိုနတ်မလဲဆိုပြီးမရမကအပြေရှာနေတယ်။ဒီလိုနဲ့သူအသက်လောက်ချစ်တဲ့ရာကိုရှာထွေးသွားပါတော့တယ်။အဲဒါကြောင့်ပဲအခုအားလုံးသုံးနေကြတဲ့ Apple product တွေဖြစ် iPhone, iPad နဲ့ ယ်။နောက်ဆုံး error ကိုတီထွင်ပေးလိုက်နိုင်တာပါ။သူကသူချစ်တဲ့အရာကိုနောက်ဆုံးချိန်မတိုင်ခင်မှာအာသောခွန်ဆိုင်စူးစမ်းရင်းနဲ့ကပိုင်းတစ်ခုလုံးသူ့ရဲ့နီးပညာအမွေတွေအများကြီးခြံပေးသွားပါတယ်။ပြောရရင်သူကလူအားသေသွားပေမဲ့အပယ်ဆိုတာနဲ့အားလုံးကစတီချော့ကိုအရင်ဆုံးလွမ်းဆွနေကြတော့မှာပဲ။အခုချိန်မှာတော့ CEO တင်ကိုရဲ့လောက်ကနေ product အစ်တွေဖြစ်တဲ့ Apple Watch AirPods အပြင်စွမ်းဆောင်ရည်မြင့်တဲ့ M1 M2 chip တွေကိုတစားတစားတိုးမြင့်ထုတ်လုပ်လာတာကြောင့်အခုဆိုရင်ဒေါ်လာ trillion နဲ့ချီတန်ကြီးရှိလာတဲ့ကမ္ဘာထိပ်တန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ Apple ဖခင်ကြီး Steve Jobs အုံမြင့်ချပေးခဲ့တဲ့ကုမ္ပဏီကြီးဟာအခုဆိုရင်အညွတ်တူတူလူနဲ့ကမ္ဘာအဆင့်မြင့်ဆုံးနေရာမှာမမမမရက်တည်နေနိုင်နေပါပြီ။ဒါအပြင် Apple လို့ပြောလိုက်တာနဲ့လူတိုင်းလူတိုင်းက Steve Jobs ကိုပြင်းပြတဲ့အထိအခုထိလွှမ်းမိုးနေတော့မှာပဲ။